ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မဲဆောက်မှာအခုတလော့ e-bike လို့ခေါ်တဲ့လျှက်စစ်ဘိန်းဒီဖန်းစီခံရမှုကဆစ်စိတ်ဖြစ်ပေါ်နေပါတယ်။ရွှေပြောင်းမြန်မာတွေကစီးများတဲ့ e-bike တွေကိုထိုင်းရဲတွေကပြစ်မှတ်ထားဖန်ဆီးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။အဝေးပြေးလမ်းမကြီးတွေမှာစီးနင်းခွင့်မရှိတဲ့ e-bike တွေကိုမြန်မာတွေကမတိပဲစီးနေကြလို့ဖမ်းတာလို့ရွှေပြောင်းမြန်မာလို့တမားရေးဆောင်နေတဲ့တအူကပြောပါတယ်။ မင်းဆောင်မှာ e-bike တွေဖမ်းနေဆိုတာက e-bike ကတော့ငိုလေးရလေအမှန်တော့ဒီထိုင်းနိုင်ငံမင်းဆောင်မှာဒီ highway လမ်းတွေပေါ်မှာတမောင်းမှုမရှိဘူးเนาะအရင်အတွင်းရွက်ွက်တွေပဲဒီရွက်ွက်တွေလမ်းတွေလောက်တော့သူကနားလည်မှုနဲ့စီကွန်ပေးလာတော့ပေါ့ခုနောက်ပိုင်းမှာကျွန်တော်တို့ဒီမြန်မာတွေများလာတဲ့အတွက်မင်းဆောင်မှာကနောက်ပိုင်း e-bike စီးတဲ့လူတွေပိုများလာ ညလာတဲ့ခါကျတော့ဘလို့ဖြစ်လဲဆိုတော့ဒီဟာစီကံမရှိစီးရဲ့ပုံစံတွေဖြစ်လာဖြစ်လာတဲ့ခါကျတော့သူတို့ထိုင်းမျိုးတွေကဒီလိုစီကံမရှိဖြစ်တဲ့အခါကျတော့သူတို့တွေကအနေသူတို့တပအနေများလာလေပေါ့နော်ဒီအစိမ်းတဲ့ကူဖြစ်လို့ရှိရင်သူတို့နဲ့ဖြစ်လို့ရှိရင်သူတို့ရှောင်မောင်းနေရတယ်နောက်တစ်ခါသူတို့ကြောင့်ဖြစ်ရင်အမှုခင်းတွေလည်းဖြစ်မယ်အဲကြောင့်ဒီနေရာတိုင်းမှာ e-bike တွေကိုတွေ့တွေ့လာတဲ့အခါကျတော့သူတို့အတွက်လည်းဒီဥစ္စာအစိမ်းကိုမနှဲရှောင်နေရတဲ့အတွက်သူတို့လူမျိုးတွေကိုယ်တိုင်ဟောတိုင်တော့အဲ့ဒါကို မဖြစ်မနေလိုက်ဖမ်းနေရတော့ဗော eBay တွေမဲဆောင်မျိုးနဲ့အတွင်းရင်စည်းကမ်းလမ်းစည်းကမ်းဥပဒေမလိုက်လာသူတွေကိုရင်ငါထပ်ပုံမှုစစ်စေးအရေးယူသွားမယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ဒါပေမဲ့မဲဆောင်ရုပ်မြန်မာတွေကတော့အလုတ်သွားအပြန်ပါဝင်ကြောင်းကျိုးပုံနဲ့ဟိုနာတိနာသွားလိုက်ရမှာအဓိကတုံးတဲ့ eBay ဖမ်းဆီးမှုတွေကိုစိုးရိမ်နေကြပါတယ် eBay စီလို့အဖမ်းဆီးခံခဲ့ရပုံနဲ့ပတ်သက်လို့မြန်မာနိုင်ငံသားတအူးကတော့အခုလိုပြောပါတယ်ဤတော့ကတော့လေ စမီခိုင်းနေတဲ့ခိုင်းပဲမခိုင်းနေတဲ့မဖန်ဘူးမေကျောအောင်ချင်နေတယ်ကွာလူတိုင်းဖန်ဟာပဲလူတိုင်းမဖန်ဘူးရဲတွေ့တွေကမဖန်ဘူးဒါသူတို့ဖန်ချင်ဖန်မရဘူးဘယ်လိုလုပ်ဖန်နေလို့သူတို့ကမပြောဘူးဖန်နေတဲ့ဘက်မှာမဖန်နေတဲ့မဖန်ဘူးတွေ့နေလဲမဖန်ဘူးဖန်နေမှာဖန်တာဘလို့ရွေးမိအမားကဒီလိုကခိုင်းနေဆိုလို့ရချမလာမှာဆိုလို့ပြီးရမှာလူပြေးသေးတဲ့အတန်းကျတော်တော်ဆုပေးလိုက်တယ်သူတို့ဆင်ပြဲမှာလူကြီးကောက်ဖန်နေပါပဲဟာတော်တော်ကူကူ e-bike တွေအနေနဲ့တက်နိုင်တယ်မြအဝေးပြေးလက်မတွေကိုရှောင်ရှားပြီးစီကန်းကြမောင်းနေကြဖို့ မေဆောက်ရောက်နောက်ထပ်မြန်မာနိုင်ငံသားတအူးကပြောပါတယ်အဲတော့ event ဆိုတော့ကျွန်တော်တို့ဆိုင်ကယ်ကားတွေလိုမျိုးလိုလိုမျိုးဆက် engine ကိုဆွဲတင်လို့ရတာမျိုးမဟုတ်ဘူး battery အားပေါ်မှာတည်ပြီးတော့ကျွန်တော်တို့ကသွားတဲ့မိမျိုးဖြစ်တဲ့ကြောင့်မို့တက်နိုင်တော့အဲ wifi လမ်းမတွေပေါ်မှာတက်ဖို့လိုတယ်အဲ့တော့မြို့တွေမှာဆိုလို့ရှိရင်ထိုင်းနေတဲ့တဘောကတော့အမြန်လမ်းမှာမြန်တော့မြို့တွေမှာဆိုလို့ရှိရင်အရင်နေတယ်တိခိုင်မောင်းတယ်အဲ့တော့တိခိုင်မောင်းတယ်ဆိုတော့ယင်ကြီးမှုရတိခိုင်တာယင်ကြီးကယင်ငယ်ကို အဲဦးစားပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့တိခတ်မောင်းတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ရင်ငယ်တွေကလည်းစီးနေကန်းနဲ့အရင်ကြီးတောလို့လာလို့ရအောင်ပေါ့နော်အဲဘီကပ်ဘီမောင်းတာမျိုးလို့ဘီကပ်ဘီနင်းတာမျိုးလို့လုတ်ကူလူတယ်ဗျအဲကျွန်တော်တို့အဲမြန်မာလူမျိုးတွေကအဲဒီနိုင်ငံရောက်လာတဲ့အခါမှာပေါ့နော်အခုရင်ကိုရလို့သဘောထားရဗျအဲ့လိုထားပြီးတော့နေကျင်းလုံးနေရမျိုးလည်းရှိတတ်တယ်ဗျအဲ့ဒါတော့အကုန်လုံးဆိုလို့တော့မဟုတ်ပါဘူးတချို့ပေါ့အဲ့ဒီတချို့ ဆင်းလို့မြင်လို့နေတဲ့လူတွေအကြောင်းလဲကျွန်တော်တို့စီးနေကန်းနဲ့နေတဲ့လူတွေမှာပို့ပြီးတော့အခက်အခဲကြုံရပါတယ်ပေါ့နော်။ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာဇွန်လ10ရက်နေ့က e-bike တွေရစီးနှင်းသူပါဝင်များပြည်သူအတွက်ဘေးရန်တွေဖြစ်စေနိုင်တယ်ဆိုပြီးမဲဆောက်မြို့မှာရေစကန်ကဖမ်းဆီးထားတဲ့အကြောင်းဓာတ်ပုံတွေတကွာထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လဇန်ပိုင်းအတွင်းထိုင်းရဲတွေက e-bike တွေကိုပြစ်မှတ်ထားတဲ့ဂိတ်ချဖမ်းဆီးမှုအတွင်းအစီးရေ80ခန်းဖမ်းဆီးခံခဲ့ရပြီးဒဏ်ကြီးပေးဆောင်မှုပြန်လည်ထုတ်ခဲ့ရတယ်လို့သိရပါတယ်။ Música